တိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးရွာကိုမနေ့ကမေလ25ရက်နေ့မနက်၈နာရီဝန်းကျင်ခန့်ကစစ်ကောင်စီကအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ကလေးငယ်တွေအပေါင်းဝင်အရသား12ဦးထိသေဆုံးခဲ့တယ်လို့သိရပါတယ်။ကျွန်းကြီးရွာမှာကျင်းပပြုလုပ်နေတဲ့ဒေသခံတွေရဲ့မင်္ဂလာပွဲအခမ်းအနားကိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့သူတို့သားနဲ့သူတို့သမီးအပေါင်းဝင်ဒေသခံ12ဦးသေဆုံးခဲ့ပြီး20ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ရွာသားမင်္ဂလာဆောင်ပဲလူစုလူဝေးလှုပ်တဲ့ပုံစံမျိုးရှိနေတော့သတင်းပေးရှိကောင်းရှိနိုင်တယ်။လေရင်က လာဝဲပြီးမှပြစ်တာမဟုတ်ဘူး။အဲ့ဒီအိမ်ကိုတိုက်ရိုက်လာပြစ်သွားတာအဲ့ဒီလိုမျိုးတွေ့ရတယ်လို့ဒေသခံအမျိုးသားတူက AR Times ကိုပြောပါရယ်။တေဆုံးသူတွေမှာအသက်6နှစ်နဲ့10နှစ်အရွယ်ကလေးငယ်2ဦးလည်းပါဝင်တယ်လို့သိရပါရယ်။စီကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့ကျွန်းကြီးရွာဟာလူရည်များပြားတဲ့ရွာကြီးတစ်ရွာဖြစ်ပြီး ိုက်ပွဲဖြစ်ပွားလေးရှိတဲ့ဒေတာမဟုတ်ဘူးလို့ဒေတာကန်တွေစီကသိရပါဗျ။စစ်ကောင်စီကလက်ရှိမှာရဲသားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးပြီးခဲ့တဲ့မေလ၁၂ရက်နေ့ကသခိုင်းတိုင်းဒပရင်မြို့နယ်အိုးတိန်တွင်ကျေးရွာစာတင်ကျောင်းဘုံကျဲခံရမှုဖြစ်စဉ်မှာစာတင်ကျောင်းနေတဲ့ကလေးငယ်၂၂ဦးနဲ့ဆရာမ၂ဦးသေဆုံးခဲ့ရပါတယ်။